မင်္ဂလာပါတတမိမိလေးတို့ရေဒီနေ့မှာဒီချက်ဖတ်ပြပေးမယ့်အကြောင်းအရာလေးကဝက်ချံရောင်းစရာမရှိတော့ပါဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြပေးမယ်နော်ဒီဝက်ချံရောင်းစရာ မရှိတော့ပါဆိုတဲ့အကြောင်းအရာလေးဖြစ်မြောက်လာအောင်ဝိုင်းဝန်းပြီးတော့ရေးသားပေးကြတဲ့အဖက်ဖက်ကနေပံ့ပိုးပေးကြတဲ့ဆရာဆရာမအားလုံးကိုကျေးဇူးတင်ပါတယ်ပကြီတယုတ်ဖို့ပေးတဲ့ဆရာလေးကိုလည်းကျေးဇူးအထူးပင်တင်ပါတယ် ဒါဆိုရင်ဝက်ချံရောင်းစရာမချီတော့ပါဆိုတဲ့အကြောင်းအရာလေးကို စတင်နားထောင်လိုက်ကြရအောင်နော်ဟေးရွယ်ဆုံးရှင်ဟောဒီမှာဟေးရွယ်ဆုံးရမယ်ဟေးဝက်ချံတယ်မှာဟေးရုပ်ဆုံးမှာနေဟေးရွယ်မရောင်းနဲ့ဝက်ချံတွေသာရောင်းပူရောင်းရမယ်ဟောဒီမှာဝက်ချံတယ်မှာလာပြီဖောက်တယ်လို့ရေး က်ချန်နေဈေးပိုးပိုးနဲ့ရမယ်စိတ်တိုင်းကြဝဲထားကြနော်လို့ပြင်ဩဟဲ့ဟေးဝတ်ချန်တွေရမယ်ဝတ်ချန်တယ်မဝတ်ချန်တယ်မတငယ်ချင်းတွေကအားရပါးရအော်ဟစ်ပြောင်းလောင်းပြီးထွက်ပြေးသွားကြတယ်ဝမ်းနေလွန်းလို့တက်တက်မိုးလေးစိုက်ကြီးတငယ်ငိုးပြီးအိမ်ကိုပြန်လာခဲ့မိတယ်ဈေးလဲဆက်မရောက်တော့ဘူး အကြီးတန်းမျက်နှာမို့မှန်တောင်မကြည့်ရတော့ဘူးစိတ်မပျော်တိုင်းဟိုတွေးဒီတွေးတွေးနေမိတယ်စိတ်ညစ်လိုက်တာနော်ဒီဝက်ချံတွေကြောင့်တနေ့ဈေးရောင်းပြက်ပြီစိတ်ညစ်လိုက်တာနော်ဒီဝက်ချံတွေကြောင့်ဒီနေ့ဈေးရောင်းပြက်ပြီအမြင်မရတဲ့အပြင်အရင်မှပြုတ်တော့မယ်ငါတငယ်ကျင်းတွေမှာတော့အလောက်ကိုစီနဲ့ဝက်ချံမပေါက်ကြဘူးငါကတော့ကန်ဆိုးပြီးဝက်ချံထူးလေပြင်းနေ စိတ်ညစ်တာအပြင်ဒေါသပါထွက်လာတော့ဝတ်ချံတွေကိုအားရပါးရကောက်ပြီးညှိပြလိုက်တယ်။ကဲဟဲဒီလောက်တော့မျက်နှလုံးပြည့်အောင်ပေါက်ပြီးငါ့ကိုနှိပ်စက်ချင်ကြအောင်တတ္တိရှိထပ်ပေါက်ကြည့်အားလုံးကိုဓာတ်နဲ့လိပစ်မယ်။အသားတွေနာသွေးတွေထွက်တာကိုတောင်းတတိမမူမိတော့ဘူး။နာကျင်ပြီးသွေးတွေထွက်လာတာတောင်းတတိမထားမိတော့ဘူး။နောက်တနေ့ရထားချိန်မှာ တက်တက်မူးရဲ့မျက်နှာရောင်ရမ်းနေတယ်။အမေတမီဝတ်ချန်နေပိုကြီးလာပြီးမျက်နှာတစ်ခုလုံးလဲရောင်နေတယ်။ဈေးရောက်မသွားနိုင်တော့ဘူး။ဒုက္ခပါပဲအမေရဲ့။တငယ်ချင်းတွေပြောသလိုရုပ်ဆိုးမှဖြစ်တော့မယ်။စိတ်မပူပါနဲ့တမီရဲ့။အချိန်တန်ရင်သူ့လိုလိုပျောက်သွားမှာပါ။အမေငငယ်တုန်းကလည်းဒီလိုဖြစ်ခဲ့ဘူးပါတယ်။အမေအားပေးပေမဲ့ ခြေနဲ့နှစ်သိမ့်မှုမရခဲ့တဲ့အတွေ့တငယ်ချင်းမိမော်ကိုသွားမေးမိတယ်။မိမော်ရေဝတ်ထံတွေကြောင့်ငါစိတ်ညစ်တယ်။ငါအားလဲငယ်တယ်။ဘာလို့ရရင်ကောင်းမလဲ။အင်းဟဲငါလဲတည်တည်ချာချာမပြောတတ်ဘူး။ငါအမတယောက်တော့ရှိတယ်။သူကကျမ်းမာရေးတင်နန်းတွေတက်ထားတယ်။သွားမေးကြည့်ရအောင်။အေးဒါဆိုသွားကြစို့လေ။မမရေမမ ။ဟောမိမော်တို့ပါလား။လာကြလာကြဘာကိစ္စရှိလို့လဲ။ဒီလိုမမကြီးညီမတငယ်ချင်းတက်တက်ဝက်ချန်နေအများကြီးပေါက်နေတယ်။အဲ့ဒါဘာကြောင့်လဲဘယ်လိုလုပ်ရမလဲဆိုတာပြောပြပါဦး။ဒီလိုကွယ်အခုညီမတို့အရွယ်ရောက်လာပြီလေ။ကိုရောစိတ်ပါပြောင်းလဲလာပြီ။ဟော်မုန်းတွေကြောင့်မျက်နာမှာအစီးတွေပိုပြန်လာတယ်။ဝက်ချံအဆက်တွေ အဖြူရောင်အဖူလေးတွေဖြစ်လာတယ်။ဒါဟာ အပြိုပန်းပွေချိန်တဘာဝဖြစ်လို့မစိုးရိမ်ပါနဲ့။ကျမမျက်နှာနီးရဲရောင်ရမ်းနေတာကရောမမကျမဘာလုပ်ရမလဲ။အဖူတွေကိုအရင်ညှစ်လိုက်လို့အရေပြားပေါက်ပြဲသွားတာ။ဒါကြောင့်ယောဂါပိုးတွေပြက်နှံ့သွားပြီးရောင်လာတာပါ။ရင်နှွေးနဲ့အမွှေးနဲ့မပါတဲ့ ။အိုးသက်ဆက်ပြပျော့ပျော့လေးသုံးပြီးမျက်နှာတက်ပါချွေးပေါက်အစီပေါက်တွေအမြဲပွင့်နေစေရမယ်။ဆက်ပြချမ်းကအစီကိုအလွန်အမင်းခမ်းချောက်စေပြီးအမွှေးနှံကလည်းအည်ပြားကိုခမ်းချောက်စေတယ်ကွ။ပြီးတော့လက်ကိုလည်းမကြာခဏစနစ်တကျစေးပါ။အစာအတမျက်မျက်တတစားပါ။ဟင်းသီးဟင်းရွက်ပိုစားနိုင်ရင်အကောင်းဆုံးပေါ့။ တပတ်မှာအ ਨੇ ဆုံးနှစ်ကြိမ်ခေါင်းလျှော်ပါ နေပူတဲ့ထွက်ရင်လဲထီဆောင်ရမယ်နော်ကျေးဇူးတင်ပါတယ်မမအခုမှပဲစိတ်ပျော်သွားတော့တယ်တမီးစိတ်မပူတော့ဘူးမျက်နာကိုလည်းတက်တက်ရှိရှိထားတော့မယ်သူဟာ အရင်လိုစိတ်မညစ်တော့ပဲတငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေတတ်လာတယ်ဈေးရောက်ပြီးမိသားစုကိုလည်း ူညီပေးနေပြီဟင်းရွယ်ဆုံးရှင့်ဟောဒီမှာဟင်းရွယ်ဆုံးရမယ်တက်တဲ့မိုးဟာမျက်နာကဝက်ချံတွေကိုလက်နဲ့မညစ်တော့ဘူးမျက်နာကိုလည်းနေတိုင်းဂယူတစိုက်တစ်တယ်မျက်နာကတဖြည်းဖြည်းအယောင်ကျလာပြီးဝက်ချံတွေလည်းနဲသွားတယ်ဟိုမှာဝက်ချံမှဝက်ချံတွေနဲသွားပြီးအရင်လာနေတယ်တွေ့လားငါတို့မှာတော့ဝက်ချံတွေနဲ့ ငါတို့ကိုတွေ့ရင်လောင်တော့မပုံနေအောင်မပုံနေနင်တို့ပုံနေတာငါတွေ့တယ်ပုံစရာမလိုပါဘူးငါတို့အရွယ်မှာလူတိုင်းဝက်ချံနေပောက်ကြတာတဘာဝပါပဲဝက်ချံတွေတက်တာအောင်ဘယ်လိုလုပ်ရမလဲဆိုတာငါပြောပြမယ်ငါပြောပြတဲ့အတိုင်းလိုက်လို့ရင်ငါလိုပဲတက်တာလာမှာဆက်เสียမလိုတော့ဘူးเนาะ เอ๋เนาะวัชัมมะเอลีมิเตะงารุไม่ตีลุนิ้งโกหล่องแก้มิราเซมิซูบาเนเนาะงารุโกเลยนิ้งตีดาเปาะปะบางารุน้าถองเมเอบาฮาအခုတော့တက်တက်ကလှပနေပါပြီဝက်ချံရောင်းစရာ မရှိတော့ပါတဲ့ ကဲတတမီမီလေးတို့ရေဝတ်ချံရောင်းစရာမရှိတော့ပါဆိုတဲ့အကြောင်းအရာလေးကဒီဒီမဲပြီးဆုံးသွားပါပြီဝတ်ချံရောင်းစရာမရှိတော့ပါဆိုတဲ့အကြောင်းအရာလေးကိုနားထောင်ပြီးမိကူးလေးတွေလည်းဖြည့်ကြည့်ကြရအောင်နော်နံပါတ်၁ဆယ်ကျော်တဲ့အရွယ်လူငယ်တွေဘာကြောင့်ဝတ်ချံပေါက်ကြတာလဲနံပါတ်၂ဝတ်ချံပေါက်ခြင်းတွင်ဘယ်လိုတန်ဆင်းစွာ နေထိုင်စားသောက်ရမလဲနံပါတ်၃ ဝတ်ချံဖူတွေကိုလက်နဲ့ညှစ်လိုက်တော့ဘာတွေဖြစ်သွားသလဲဆိုရင်မေခွန်းလေးတွေဖြည့်ကြည့်အောင်ပါနော်မေခွန်းလေးတွေဖြည့်ကြည့်ပြီးတော့တတမီမီလေးတို့ရဲ့ဘဝမှာလက်တွေကြကြတငယ်ချင်းအပေါင်းအသင်းတွေနဲ့အတူနေ့စဉ်ဘဝရဲ့အခက်အခဲပြဿနာတွေကို အတူတူဖြေရှင်းနိုင်ကြပါစေလို့ဆန္ဒပြုရင်ဒီချက်ရဲ့ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်လည်း like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော် နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ကွယ်ကျေးဇူးပါ